အေဘီလာ၂၇ရက်နေ့နေ့လယ်၁၂နာရီ၂၂မိနစ်မှာမြန်မာနိုင်ငံကိုအထူးသဖြင့်ရန်ကုန်မြို့ကြီးကိုထိခိုက်မဲ့တီကုံမဲ့ငလင်ကြီးလာမယ်ဆိုပြီးတော့အသိကျဟိုကင်းထုတ်ခဲ့တဲ့နော်အသက်၂၂ရွယ်ကလေးလေးပဲရှိသေးပြတိတော့ဘောကဂျွန်ဖာမစ်ရီအကောက်ပိုင်းရှင်ဂျွန်မူသေးကိုဖမ်းဆီးလိုက်ပြီးဆိုပြီးတော့ MRTV ကနေအသီးလင်းကိုကြီးညာလိုက်ပြီးလည်းဖြစ်ပါတယ်အေဘီလာ၂၇ရက်နေ့မှာမြင်းကလင်ကြီးမားစွာလှုပ်ခတ်မိဖြစ်ကြောင်းသတင်းမှဖြန့်ဝေခဲ့တဲ့ဂျွန်ဖာမစ်ရီ တတော်ကောက်ပိုင်းရှင်ဂျုံမိုးတဲ့အားကန်စီရမိကြောင်းနာစကသတင်းထုတ်ပြန်ရေးဖွဲ့ကထုတ်ပြန်လိုက်ပါပြီ2025ခုနှစ်အပိလာ23ရက်နေ့အတွက်မြင်းကလင်ကြီးမားစွာလုတ်ခတ်မည်ဟုတတော်အကောင်မှသိရမဟုတ်မမှန်သတင်းဖြန့်ဝေနေကြောင်းသတင်းရအပိလာ23ရက်နေ့မှာလုံခြုံရေးတပ်ဖွဲ့ဝင်များမှမုံရမျိုးမြောက်ဒီရက်ွက်လူချက်ွက်တဲ့ရနေမြင်း23ရင်းညောင်ပြည်လမ်းမှာရှိတဲ့နေကိုသွားရောက်ရှာဖွေခဲ့ရမှာဂျုံဖာမစရီကောက်ပိုင်းရှင်ဂျုံမိုးတဲ့အားဖန်စီရခဲ့မိကြောင်းသိရပါပါတယ် ဆိုတော့အများထင်နေကြသလိုဒီဟောကိန်းလေလိုပါလေလိုသူကအသက်တော့တော်တော်လေးကို30ကျော်40ကျော်မဟုတ်ပေနဲ့အခုကအသက်20နှစ်အရွယ်ဆိုတော့ပြန်ငယ်ပါသေးတယ်ဒီကောင်းရင်နောက်ကျောင်းရဆိုရင်ကိုဒါ yes scan တပ်ဖွဲ့ကလီလာကြည့်တဲ့အခါမှာဒီကောင်းဟာအရင်တုန်းကခလီးထောင်ပေါ့ဗျာခလီးထင်းသိမ်းရင်းကြောင်းသူ့အနေနဲ့အသက်ငယ်သေးလို့အောင်ချလို့မရပါပဲခလေးလူငယ်ထိမ့်သိမ်းရင်းကြောင်းခဏခဏအဖို့ခံရကြောင်းလေးသိရပါတယ်။ဆိုတော့တော်လေးကိုစူးပါရယ်။ အခုတော့ဒေရန်ထိပေးဖို့အတွက်လှုပ်ဆောင်နေကြပြီဖြစ်ကြောင်းသိရပါတယ်။တချို့ကတော့ဒီဟော့ဂိန်းနဲ့တခုတည်းနဲ့ဒေရန်ပေးဖို့မတည်ဘူးပါ냐ပြောချတယ်။အကြောင်းရင်းကလည်းရှိပါတယ်နော်။သူကဒါမင်းပြောင်းမင်းလွဲတော့မင်းအွန်လိုင်းကြရှုံးမေးတော့ဒေါ်လိုင်းတဲ့ဘုတ်ဝင်တွေကဘယ်မျိုးကိုဘယ်နေ့မှသိမ့်မယ်ဆိုရယ်အဆရှိတဲ့ဖြစ်မျိုးစုံရေးသားနေတာဖြစ်တဲ့အတွက်နော်။ဂျုံမိုးသေးကိုဒေရန်နော်။ပြီးဆောင်နိုင်နေဆိုပြီးတော့ဒရင်းတွေကတော့ထပ်ပေါ်လာနေပါရဲ့ဗျာ။